channel youtube channel ကနေပြီးတော့ကျူဆူလိုက်ပါတယ်ဒီတစ်ခါမှတော့ဆရာလေတော်သားဆော့ချစ်ရေးသားထားတဲ့ဘုတ်တူလေးကိုဆော့ချစ်သူပရဒမြာနာဆင်ခံစားနိုင်စီရန်ဖတ်ကြားတင်ဆက်ပေးပါရစေညဘန်ချင်းနဲ့ကြောင်းဆရာကျွန်တော်ကြုံမိရောင်ပြီးနှစ်လခန့်အကြာမှာ လက်တော်မျိုးပိုင်ဥသိထွန်းကြုံမီရွာသို့ရောက်လာသည်ကျွန်တော်တို့ကသူ့ကိုမျိုးပိုင်ကြီးဟုခေါ်ကြသည်ပဒံကြီးမျိုးနေ၏မျိုးနေခွဲအဖြစ်ကြုံမီရွာမှလက်တော်မျိုးပိုင်ယုံလာဖွင့်ခြင်းဖြစ်သည် သူနဲ့ကျွန်တော်ကကန်တူအချူပင်ဖြစ်သည်ကျွန်တော်ကြောင်းကလေးကဘာမှမပြည့်စုံတဲ့ကဲ့သို့သူယုံကလည်းဘာမှမပြည့်စုံ ကာလံပေးမှာတက်တက်ရရရှိသောတစ်ထက်အင်္ဂလိပ်ကိုငှားပြီးပုဒင်ကြီးမျိုးနယ်ခွဲလက်ထောက်မျိုးပိုင်ယုံကြောင်မီးရွာဟုဆိုင်းဖို့တက်လိုက်သည်နေတော့လေထိုယုံမှာပင်တပိုင်းကန့်၍နေသည်ဘာကြီးမုံအင်းနဲ့မဝဲ၍ဘာကြီးမုံအင်းမှာပင်ကျွန်တော်နဲ့အတူထမင်းလာကပေးစားသည်တော်တော်များအတွက်ဖောက်တဲ့တယောက်ထိုးသွား၏ ယောဂန်ကြီးကလည်းလူလွတ်တယောက်ဖြစ်သည်ကျွန်တော်ထက်၃နှစ်လောက်ကြီးပါသည် အတူစားအတူသွားအတူနေရင်ကျွန်တော်တို့ညီကိုနဲ့ချစ်ခင်ရင်းနှီးတော်ကြပါသည် သူယုံအတွက်ကျွန်တော်ကကူညီသလိုကျွန်တော်ကြောင့်အတွက်သူများစွာကူညီပါသည်ညနေထမင်းစားပြီးသောအခါကျွန်တော်နှစ်ယောက်ကြုံမီရွာချောင်းမကြီးကိုကြော်၍ ွေတော်ရွာဘက်မှခြံကြီးများထိလမ်းလျှောက်ကြသည် သူကို လုံငန်းရှင်များကမြို့ပိုင်ကြီးဟုနှုတ်ဆက်သလိုကျွန်တော်ကိုလည်းចောင်းသားမိဘများနဲ့ចောင်းသားများကဆရာကြီးဟုနှုတ်ဆက်ကြသည် သူပြိသက်နဲ့သူကိုပြိသက်နဲ့ကိုပင်သူကရွာများသူနေစဉ်လိုပင်ခရီးထွက်ရသည်အချို့ကြီး နေမီလူကြီးလုပ်ဖို့ဘန်ချင်းွေပေးဖို့မြေခွန်ကောက်ဖို့ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဖို့မြို့ပံကြီးလုပ်ငန်းများကများလာသည် ကျွန်တော်နောက်မှရောက်တော့လေရွာများသူကျွန်တော်ထက်အယောင်များသည် သူခီးသွဲလျင်ခီးစီရသည် သူအလုပ်သူခီးနေသူပင်ကျွန်တော်ကလည်းချောင်းပိတ်ရံများတွင် တပြင်းများရှိရာ ွာများသို့သွားရသည်ကြောင်မင်းနှင့်နေသောငွေတော်ထုံးဘူရှိစရန်သုံးအိမ်လက်ကောင်မြူတော်ဘန်ခွဲရွာများကိုရောက်ပြီးပြီနေနေဝေးသောအုံကျော်ကြောက်ချော်ကျင်းတဖာရွာရှိတန်စင်ကိုဘုရက်ကုံအမလေတမရောသာသောရွာများကို မရောက်သေးရောက်အောင်တွားရအောင်မည်ထို့သူတော်ချင်းဖြင့်ကျောင်းသားများကျောင်းသားမိဘများနှင့်ပူမိုရင်းနှီးပြီးပူ၍နားလည်မှုရသည် ထို့ရင်းနှီးနားလည်မှုသည် တပည့်များကို ဆုံးမပြပြန်ရတဲ့၎င်းပညာသင်ကျင်းရတဲ့၎င်းအထောက်အပံ့ကောင်းရသည်သို့သောမြို့ပိုင်ကြီးလိုတော့ရွာများသို့တော်ချင်းဖြင့်ခီးစီမရား သူခင်းနေသူကိုခင်းနေကိုပဲဝါရုံဥပ္ပနေချောင်းပရဲ့တရားမှာရွာရှင်ရွာမကျောင်းသားများက သူတို့ရွာကို အလဲလာရန်ဖိတ်ခေါ်ထားကြသည်၎င်းရွာအနီးမှာကာလံပိဋိလှဲဖြင့်လာကြကြမည်ဇီယဥလာမင်းဆီယမတော်ခင်ထေဆီယမတော်ဆန်းနှင့် မကြာမီကမှရောက်လာသောဆီယမအတ္တိလီ တော့ကန်ဆန်းလိုက်လေလိုက်ပြီလူစုံတက်ဆုံမှုပြောစရာကျွန်တော်ကလက်ခဲပါရန်အတင်းဖိတ်ခေါ်၍မြို့ပံကြီးကရွာရှိသူသုံးကောက်ရောက်ပြီတော့လေလိုက်လာသည်ပူ၍ပြောစရာကောင်းပါသည်ဥပ္ပနိမနဲ့တွင်ကြောင်ကြီးရွာမှအမတ်စတေပစကန်နှင့်သွားကြသည်ဂါစပီယာသည် အပြောအဆိုရိုင်းသူဖြစ်သည် ဟိုတော်ကြီးတောင်းကပေးရမယ်နော်မပေးနိုင်မုံတော့လူတယောက်တောင်းနှလုံးတော့ပါမှာပေါ့ဟုအတော်ကြီးကပြန်ပြောတော့မပေးနိုင်ရင်ခမရှင်နောက်ကပြောင်းစီတဲ့အတော်ကြီးကိုကြည့်၍စိတ်မကောင်းပါမစင်ချင်၍ပြေးလိုက်ရသည်သူစပင်းရသည်နှုတ်ထွက်ကလည်းကျန်သည်ညနေချင်းဆိုင်မှာမောင်းသောကားစီးကိုလမ်းကြီးချမမောင်း၍ရန်စင်းစွာ အော်ဟဲ့ဆေဆိုလိုက်ပြီကာဘဘသူအားလုံးကြားပါသည်ဆီမာလေးများကိုအားနာမိသည်မြို့ပိုင်ကြီးဦးသိန်းထွန်းမျက်နာပြသွားသည်ဟိုဆရာကြီးရှစ်တိုးရက်နောက်မှလူတန်ဖို့ပိတ်နေပြီတောအိမ်ဆင်မဟုလူကြီးကပြန်ပြောသည်တောအိမ်ကရောက်ခါနေနေပြီဖြစ်၍ဆင်းတို့ရက်ပြီမယ်ရှစ်တိုးဟုပြောသည် ဂါစပယံမှာအာနာဘာဝပြန်လွန်နေသည် အခုမိမတက်မဲ့သူမရှိပဲ ရှိတော့တွေ့ပြီမှာပေါ့ရှိရှိမရှိရှိတို့ဆိုတွေ့ပြီလိုက်ပေါ့ဗျခမ်းမြပြောရတာသိလက်ပေါက်ကတာပဲကျွန်တော်စိတ်ပြတ်မိသည်ဤလိုင်းတွင်တွားနေသည်မှာကြာပြီဤသို့ရန်ဆိုင်သောစပယံကိုတခါမျှမတွေ့ဘူးသည်တွင်တွင်ကားရပြီးသောအခါ လူချင်းဆင်းသွားပြီးတော့အသက်လေးစိတ်ခံလူတူတက်လာသည်ကာကပြီးမှမဟုတ်ကွာဒီမှာမမြင်ဘူးလားလက်ကပစ္စည်းတော့မချရသေးဘူးတက်လာသူကလည်းလေးတံပါသည်ခွချက်ပြီးခုပစ်လိုက်ပေါ့ဗျဟာဟိတ်ကောမင်းဘယ်လိုဖြစ်နေတာလဲငါဘယ်မှစစ်မပြေဘူးပတ်စံလေးတစ်ချက်နဲ့ဒါတော့လောဘတက်မနေနဲ့ဘာသူမဆိုကောက်ဟောတက်ရင်ကကပေးရတာပဲခမရကျမကတိကတပြောနေရတာ ဟာဒီကမိုင်ရလာကြည်လားခါစီသူစိတ်မရှိဖြစ်လာသည်မိုင်ရကခမားကစပီယာကပြန်လို့သည်ကျွန်တော်ခီးတဲ့အလုံးနားပူပြီးစိတ်ပြန်လာကြသည် မိုင်းရတို့မိဘလို့ချင်းနေလဲကွာကဲဘာလဲခမင်းကလူမစကားပြောတာလားခမင်းလို့လူတော့ကျုပ်ကဟေးအဲ့ဒီဒေဆန်ရဲလိုက်ဆန်ထောင်ကြီးမျိုးပိုင်ဦးသိန်းထွေးအတန်ကကားပေါ်မှာ ိမ့်သွား၏ကာဝမလူများအလိုဦးသိန်းတို့ကိုလမ်းကြည့်လိုက်ကြသည်ကျွန်တော်ကပဒင်းကြီးမြို့နယ်လက်ထော့မြို့ပိုင်ဦးသိန်းထွန်းကျောင်းမြို့နယ်ဝဲအုပ်ချုပ်ရေးတာဝန်ယူထားတာမှုခဲကြိုတင်ကံွယ်တားဆီးရေးအတွက်ကျွန်တော်မှတာဝန်ရှိပါတယ်ခင်ဗျားတို့သိမ့်မိုင်းရဲတဲ့လူတွေဒီမှာလူကြီးလူကောင်းတွေပါတယ်စေစမားတွေပါတယ်ခင်ဗျားတို့ဘယ်သူမှအာမနာဘူးနားကိုပူနေတာပဲစကားများသူနှစ်ယောက်တောင်မှက ခါဖို့ရှိလူအလုံးစိတ်ညင်သွားသည်ဥဒင်ထွေးအချိန်ကဝင်ရောက်ပြုစုပုံလေးသနှင့်စကားလုံးတို့မများကို ကျွန်တော်သဘောကျကလေ့စားမိသည်ကစပီယာဥဒင်ထွန်းကလူစွာစပီယာကိုလက်ညှိုးထုတ်ပြီးလှမ်းကြည့်နေသည် စပီယာမျက်နှာပြင်နေပြီးမင်းတစ်ချိန်လုံးကားပေါ်တက်လာတဲ့လူတွေကိုမာရင်ကျုံးရင်ပြောလာတာရန်လိုလာတာကားစီးတဲ့လူတိုင်းစစ်ပြက်နေကြပြီးပေးစမ်းမင်းစပီယာလိုက်စေ ကျွန်တော်မပါခဲ့ပါဘူးဆရာအိမ်မှာကြံခဲ့တယ်ဆရာက လိုင်းစင်ကြံခဲ့တယ်ပြောလို့မရဘူးကွာမင်းငါကိုမညာနဲ့မှန်ပြောတကယ်အာနာရှိသူဤအမိတ်အာနာတန်ကိုကြားရခြင်းဖြစ်သည်ဟိတ်ကောင်အောင်ကျော်ရှီကန်းရင်မရင်မုံထမထလာတော့အတန်းမင်းတူတော်ပြဿနာရှာတဲ့ကောင်ကားပေါ်တက်တဲ့လူတိုင်းကိုမာရီကျိုးရင်နဲ့အာနာပြနေတာမင်းမှာ ဘာလိုင်းစင်မလည်းမရှိဘူးမနေ့ကငါစားပြီးမင်းမလိုင်းနေတော့တဲ့ကိစ္စပြတော့ပါပြီကျွန်တော်လည်းလက်ကောင်းရောက်ပြီးကားပေါ်မှာစင်နေကြသည်မြို့ပန်ချင်းကပြောလိုက်တာတိတ်ကောင်းတာပဲဆ iam တော်ခင်ထိကစတင်ချီယူသည်ဟုတ်တယ်ကျွန်မဖြစ်တဲ့ချိန်လုံးစဉ်းကျင်နေတာတော်ဆန်းကထောက်ခံနေသည် ဟုတ်တယ်ဗျကျွန်တော်လည်းမကျေနပ်နေတာဒါပေမဲ့ကျွန်တော်ပြောရင်ဒီလိုခံမှာမဟုတ်ဘူး မြို့ပိုင်ဆိုတော့မှလူစားတွေငြိမ်းချသွားတာအာနာရှိတယ်ဆိုတာဒါမျိုးပြောတာတကြောင်လူတွေအာနာကိုသဘောကျတာကျွန်တော်ကအပတရချီချူလိုက်ပြီးဦးသိန်းထွန်းကပြုံးသည်သဘောမကျပါနဲ့ဆရာရဲ့အာနာဆိုတာ ပူတယ်ဗျမတွေ့ဘူးလားဒေါသကြီးတဲ့သူတွေကို သူ့ထက်ပုံလန့်အောင်မာရီကျိုးရင်ပြောရတာချိန်ချောက်ဟင်းဟောက်ပြောတာမကောင်းပါဘူးမလို့ရင်မဖြစ်လို့လုံးရတာတကယ်ကြတော့ ဆရာတို့ဆရာမတို့ကမေတ္တာနဲ့တမွေရလို့အေးချမ်းတာဝိသိထွင်ရေးစကားမှာလူကြီးဆံရမက လင်းနေတော့အထိပ်ပင်နဲ့ပါသည်ဆရာဆရာမခဏလမ်းမှတစ်ပင်ရေးတွင်လက်ရထသောကျွမ်းသားနှစ်ယောက်ပြလာကြသည်ဆရာဆရာမများအလုံးပါလာ၍ဝမ်းသာနေကြသည်အလုံးလှည့်စီပြီးရွာစီသို့သွားကြသည်ခဏလမ်းရှိညွညွမှိုင်းသော ရွာရှိရွာသို့လဲခွင်းများဖြစ်ပြီးလဲစီရသည်မှာပျော်စရာလဲလဲနှဖက်မှာတော့တောင်တော်ရများတွင်ဖူးဖြူပွင့်နေသောမိဃဝမ်းများကိုចောင်းသားနှစ်ယောက်ကဆင့်ခုပြီးဆ iam မလေး၃ယောက်ကိုပေးကြသည်ဆ iam မလေးများခေါင်းမှာမိဃဝမ်းများနှင့်ဖွေးနေကြသည်ရွာနှင့်နီလာသောအခါကျူနေကြသောမင်္ဂလိများပြေးလာကြသည်ဆ iam စမများကိုနှုတ်ဆက်ပြီး ဝမ်းသာပျော်ရွှင်နေကြလိမ့်မည်။တမီများနဲ့ဆဲဆမများခေါ်ကြ၊အော်ကြပြုံနေကြသည်ကိုကြည့်ပြီးမြို့ပိုင်ကြီးသဘောကျစွာပြုံးနေသည်။ရွာထဲသို့ရောက်သည်နှင့်ဦးသွင်းထွန်းကရွာလူချင်းအိမ်သွားသည်ဗန်းချင်းဝင်မြောက်ကောက်ခံရန်ပြန်ဆက်ကြရန်ညွှန်ကြားထားသည်ကိုအချင်းနှင့်မိမြန်ရန်ဖြစ်သည်။ကျွန်တော်တို့ဆဲဆမများကတော့ကလေးများ၏အမြဲတမ်းသွား၍မိဘများနှင့်တွေ့ဆုံပြီးစီပွားရေးအခြေအနေ ကလေးများ၏ပညာရေးအခြေအနေနှင့်လိမ္မာရင်ကျင်းမှုရှိမရှိမရသည်စကြချိန်မှာစကြခိုင်းမှုမှားကြရသည်ထမင်းစကြချိန်ရောက်၍တပည့်တယောက်အင်ကထမင်းပြင်ပြသောအခါအတူဆန်းရန်မြို့ပိုင်ကြီးဦးသိန်းထွန်းကို အခေါ်ခံရသည်ဖူပေရာနှင့်စုံလင်စွာပြစထားသောထမင်းဝင်းကိုကြည့်ပြီးဦးသိန်းထွန်းပြုံးသည်ကွာပါကွာဒီရရောက်တာဒါနဲ့ဆိုသုံးកောက်ရှိပြီ ဒီလိုထမင်းဝဲမျိုးခုမှမြင်ဘူးတဲ့အဲ့ဒါပေါ့ဆရာဆရာဆမဆိုတော့ဘလောက်စိနာထကြလဲဦးသိန်းထွန်းကအားရပါရပြောလိုက်သည်မဟုတ်ပါဘူးခမညာဒီထမင်းဝဲကမြို့ပိုင်းကြီးအတွက်လဲပါပါတယ်ကျွန်တော်ရွာကမြို့ပိုင်းကြီးကိုချစ်ခင်လေးစရာပါတယ်ရာချော့အဖေကပြောတယ်ပြီတော်ပါသေးသည်ထုံနေ့ကမနက်ဆာကိုတပြေးနက်ရောက်အိမ်မှာနှခါဆိုင်ရသည်မိတို့မြပြောရင်မြာချက်ပြုတ်ပြင်ဆင်ပြီးဖြစ်နေပြီ ဆက်လက်ကြရသည် စပ်ပြသည်မှမကြသည်တပည့်တော်၏အမိကငူပြီးရောက်လာသည်သူတို့ကဆင်းရဲသည်ချမ်းသာသောအိမ်များမှ ပိုကောင်းသည့်များကိုဆရာဆရာများဆက်စပ်ကြည့်ပြီးမခေါ်ပဲနေသည်ယခုတော့သူမလေးကဝမ်းမလေးနဲ့ငူကြည့်နေပြီးလာခေါ်ရခြင်းဖြစ်သည်ကိုပြောပြသည်ကလေးကိုတနာ၍သွားစားကြသည်စပ်ပြသောအခါဘိုင်းများမှအိမ်မှသာရှိကြပြီးမြို့ပိုင်ချင်းနဲ့ဆရာကတည်း ဆင်မလေးများကတည်းအင်းခိတ္တလေးလေးရောက်အိဆက်အနာယူကြရသည်အဲ့ရမှာနှုတ်သောအခါတပြည်လေးမြင့်အောင်လာဆောင်နေသည် သူတို့အိမ်မှာလက်ဖက်ဤတော်ရန် ခေါ်လာခြင်းဖြစ်သည်ဘာမျှမဆချင်တော့တော့လဲကလေးစင်နာကိုအားနာ၍နိုင်သွားကြသည်ဖန်ခွက်ရှိကြီးများနှင့်ထေထသောနှုတ်ကများကိုမြင်သောအခါအားလုံးလန့်သွားကြသည်ကြောက်ပါကြီးဗျာနောက်ဆွေတို့ခမည်းတော်ဆရာဆင်မအဖွင့်နဲ့ မလိုက်တော့ပါဘူးမြို့ပိုင်ဦးသိန်းထွန်းဤစကားကြောင့်အားလုံးရေကြသည်ဖောင်ကခြင်းများအတွမှနှုတ်ကိုနည်းနည်းစီသာခွေပြီးတောင်းတမှမှတော့ကြရသည်ကျွန်တော်ဒီရကိုသုံးခေါ်ရောက်ပြီးပါပြီတချိန်ကတော့တင်လုံးအလုံးနေနေရတာမှုဂလူကြီးကမနက်စာစီစဉ်ပေးပါတယ်မြို့ပိုင်ကြီးဤလေသာနှင့်မျက်နှာအမူအရာကအလေးအနက်ဖြစ်ပြီးကျွန်တော်အားလုံးနားထောင်ရသည်ကျွန်တော်ကိုကြွေးတာက တောင်းအရက်ပြေးတာပါယင်းဤခင်မင်အောင်ပေါင်းတက်လို့စင်နာပါတယ်ဆိုရင်တော့အဲ့ဒီစင်နာကတောင်းဝင်နေတဲ့တွဲနေတယ်ဆေသမားတွေကိုဒီနေ့ကြွေးတာကြတော့ဘာတောင်းမှမပါဘူးစင်နာနဲ့အတင်းကြည့်နေကြတာဆင်မာလေး၃ယောက်ကပြုံးနေကြသည်တချို့နေရာတွေမှာအာနာရှိတော့ဩဇာရှိတယ်အားကျစရာကြီးလို့ထင်ရတယ်ဒါပေမဲ့ဆေလိုဆင်မာတို့ကစေနာရှင် မေတ္တာရှင်တွေဆိုတော့အခုလိုတွန့်ပြန်တဲ့စေတနာမေတ္တာတွေကိုမြင်ရတာတိတ်ကြည်ညိုစရာကောင်းတာပဲဥဒိန်ထွန်းရေးစကားကြောင့်ခုအလုပ်ကိုမြန်လို့ကိုယူမိခြင်းနဲ့အတူ လူကြီးပြီးပြီးသုံးသက်ပြည့်စုံတဲ့သူမျိုးပံကြီးကိုလည်းပို၍လေးစားသွားမိကြသည်လေရနာဆိုချစ်အတွဲ66အမှတ်1နိုဝင်ဘာ2019 မြောက်ရီမဂ္ဂဇင်းအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ကတော့ဒီနေ့ယူပါ